ုတ်ကဲ့ကိုမင်္ဂလာပါ။ဟောလေဒီမနက်လောက်ခတ်ခဲ့တဲ့ငလင်ကိုဒီအကိုတို့မန္တလေးဘက်မှာလည်းခန်းစားလိုက်ရတယ်လို့ကြားသိရလို့လေ။ဟိုဘဲချိန်လောက်မှလောက်ခတ်ခဲ့ရလဲရှင်။ပြီးတော့ဘယ်လောက်ထိဟိုခန်းစားလိုက်ရလဲလောက်ခတ်ခဲ့ရဆိုတာလေးအရင်ဆုံးပြပြပေးပါအောင်ရှင်။အဲတိလိုက်တယ်ပြတိလိုက်တယ်ဆိုတာ9နာရီဝင်ကျင်တယ်ဒါပေမဲ့ဟိုဟိုအချိန်ပြီးမှတိလိုက်တော့7နာရီ54လို့ပြောတယ်ဟိုစံကားတွေပါရတော့လောက်ရမ်းသွားတယ်အချိန်ရတော့ရမ်းတော့ကြာကြာပြီးမှဟိုဘယ်လိုမျိုး ၃၅၀ကျပ်လောက်ရှိတယ်ဒီရှေ့ရက်တွေကလောက်တာတယ်လေးကြိုကြိုပါလို့ပါလို့ခဏလေးပဲတစ်ချက်ချက်ချက်ပဲလောက်သွားဒီမနက်ကတော့နည်းနည်းလေးပူကြွားသွားတယ်ဒီကတော့၃၅၀ကျပ်လောက်ရှိတယ်ပြည်သူတက်ကြလာရတယ်ပထမအဲ့ဒီ7.7ရင်း7.9ရဲ့ပထမရက်ကမဆန်မဆန်တဲ့ဖြစ်ရှင်ရဲ့အကျိန်လုပ်ပြီးတဲ့နောက်ပိုင်းတော့ဒီတစ်ခေါက်ကဒီ5.5လို့ပြောတာတော့ဒီတစ်ခေါက်တော့လည်းအချိန်နဲ့ကြာလို့ပဲအတိလည်းကြာလို့ပဲဟုတ်ကဲ့ဟိုဒီလောက်ခတ်မှုကြောင့်ပေါ့နော်ဒီကနေ့မြို့ထဲမှာရောထိခိုက်ဆုံးရှုံးမှုတွေပျက်စီးမှုတွေရှိခဲ့လားရှင် ရှင်လန်ဘက်ကအိမ်ဒိန်ပြူသွားတယ်ကြာရှင်လန်ဘက်ကအိမ်ဒိန်အေးပတ်မနစခင်းနေလို့ရအောက်ချေရိုက်နေတဲ့ဟာကဒီနေ့မနက်အိမ်ဘူးနိုင်ဝင်ချက်လုတ်သွားတဲ့ဘိုက်ဘိုက်ဘိုက်မှာတော့ပြူသွားတယ်လို့ပြောတယ်အမတ်လ28ရက်နေ့နောက်ပိုင်းမှာပေါ့နော်ဒီငလင်အကြီးပြီးမှာသူနောက်ဆက်တွဲငလင်ငယ်တွေဇက်တိုက်လှုပ်ခတ်နေရဆိုတော့အကိုတို့ဘက်မှာလည်းဒီစိတ်ပူပန်မှုတွေရှိမှာပေါ့နော်အဲ့တော့စိတ်ပန်းဆိုင်ရာပူပန်မှုအခြေအနေကရောဘယ်လိုမျိုးတွေရှိနေပါသလဲရှင် သိပူပန်လာတော့ရှိသေးတာပေါ့ဟိုဘာလို့လဲဆိုတော့ဒီနောက်ထပ်တွင်ငယ်တင်ပြပုံမှန်ဒီကျွန်တော်တို့ဒီလောက်တွေပုံမှန်ဆိုရင်တော့အားရော့သွားမယ်လို့ပြီးလာတာအခုကဟိုပြန်ပြန်ပြင်းလာတယ်လူခံနိုင်မုန်းခံသားနေရတယ်အဲ့တော့သူ့ရင်းတွေတော့ရှိသေးတယ်တကူးပြလာရင်တော့အိမ်ငုံတော့အမြန်တော့ပြေးသွားကြရပဲဒါပေမဲ့ဟိုဘယ်လိုပြောမလဲသူ့ရင်းတွေကတော့ရှိနေကြပေါ့ညညဆိုလည်းအိမ်တိုင်းညတိုင်းဒီပါတ냐ုံနှစ်ခေါက်တုံးတော့လှုပ်လှုပ်နေလို့ပဲ အဲ့လိုလေးကြော်ကြော်တော့လုံးကြော်ကြော်တော့ဒီလိုပဲအဲ့တော့ဟိုညာအေးရတာလည်းအရင်ကတော့ဖိတ်ဆောင်ကြတော့မအေးတိုင်းပေါ့တိုးရင်လည်းဒီနေ့တော့အေးနေရတာပဲနောက်တစ်ခုသိချင်တာကပေါ့နော်အခုလောငယ်လျင်ငယ်တွေကဒီအင်အားအသေးသေးရှိတဲ့ငလင်တွေဖြစ်ပြီးတော့ဒီကနေ့မှဆိုရင်ဒီ9သမ5အထိဟိုနည်းနည်းအင်အားပြင်းတယ်လို့ပြောရမှာပေါ့နော်ဒီဟာတွေပါလှုပ်ခတ်ခဲ့ရဆိုတော့ဟိုအကိုတို့အနေနဲ့ထပ်ပြီးတော့ထိခိုက်ဆုံးရှုံးမှုတွေမကြုံရအောင်ပြင်ဆင်ထားတာမျိုးရှိပါသလားရှင်အမှန်တိုင်းပြောရရင်တော့ပြောရမလဲဟို 赶赶赶赶的，赶我被崩的崩下来了。ပုံစံလည်းမညာဘက်သူတို့အဲ့နေတယ်ဟိုလုံးတဲ့ခါကကြတော့ဘယ်လိုမသိတာလို့တော့ကြည့်ဖိလိုက်ကြတယ်အဲခုနကပြောလို့ကိုအရင်အိပ်ပျော်နေတဲ့အချိန်မှာလှုပ်ပြီးတော့တခါတည်းခုနကပြောလို့ပေါ့ခက်ပြင်းပြင်းနဲ့တခါတည်းလှုပ်ပြီးတော့အပြည့်အစုံရှိသွားလို့ပြင်တော့လည်းမတက်နိုင်ဘူးလေတော့ကြာမဲမှတ်ထားလိုက်တော့ပေါ့ဟိုလမ်းမပေါ်ကြီးလေတော့ဆော်တော့မအိနိုင်တော့လို့ဒီတချို့တွေကတော့အိနေပြည့်စုံတော်ရှိတဲ့အိနေကတော့အိလမ်းမကြီးပေါ်တော့အိနေကြတယ် အမကူရဲ့အိမ်ကြတော့အဲ့လောက်ရှိတယ်မဟုတ်တဲ့အခါကျတော့အိမ်ပေါ်ပဲတိတ်နေပြီးတော့အကြီးဖြစ်လာတော့လေကဲသူပြီးတော့အဲ့လိုပဲစိတ်နေတော့မှထားလိုက်တာပဲတိုက်ပေါ်ရတော့စင်ပြီးဟိုဖို့ကချက်ထဲနဲ့ဒါဖက်ပြင်းမြင့်နဲ့အတိတ်ကိုကြားဝမယ်ဆိုတော့စင်ပြေကိုမမီတော့ဘူးပြဟိုမန္တလေးမှာကပေါ့နော်အခုပြန်လဲထူထောင်ရေးတွေလုပ်နေတဲ့အချိန်လေးဖြစ်တယ်ဆိုတော့အခုလိုငေးလင်းငယ်တွေဟိုဇက်တိုက်လှုပ်ခတ်နေတဲ့အတွက်ကြောင့်ပေါ့ဒီပြန်လဲထူထောင်ရေးလုပ်နေတဲ့နေရာမှာအခက်အခဲတွေရှိလာရှင်ဟိုပြီးတော့ရောအခုအနေနဲ့ပြည့်စွက်ပြောချင်တာရှိရင်လည်းနောက်ဆုံးအနေနဲ့ပြောပြပါအောင်ရှင် ပြန်လဲတူတော်ကြီးရတော့လုံနေတယ်ဟိုမှာအပြည့်စီပါကြီးချက်မှာဖြောက်ခွေတေးတေးတွေဟိုလေလုံနေပဲဒီလိုငန်းနေလုံနေပုံမျိုးနေရတော့အနောက်ဆက်ဟန်သားတော့တော်တော်ဖြစ်နေတော့ပဲဒီလိုမျိုးလုံလိုက်ရင်ဟိုအပြူပြက်ပုံနေကြမှာဟိုကဲနေလူတွေရတယ်လေဟိုပြူကြလာမှာသူတို့နောက်ဆုံးလိုက်ရတယ်ပါရှိတယ်လို့ကြားရတယ်ကျွန်တော်ကဒီလိုဆက်လုံနေတွေရတော့အကုန်လုံးတော့နောက်နေနေဟိုမှာပဲဒီလူတွေရတယ်ဟိုသူတို့ထိနေပေါ့ကြာလာရင်တော့စိတ်တန်ရာတွေတော့ရကုန်ကြမယ်ဆိုတော့ကျွန်တော်တို့အပေါဝင်ပေါ့လေ

ဒါဟိုပုံငွေနေတော့တော့သူကခုနလားတော့ဒီလိုမျိုးအသေးလေးလုပ်တယ်ဆိုပြီးတော့ပြောကြတယ်ဒီလိုပုံစံဆိုတော့ဘယ်လိုမှန်တယ်ရေးစိတ်ဓာတ်ရအဲ့တော့မလွယ်ဘူးလို့ထင်တာပဲကျွန်တော်က